อันนั้นเป็นอะไรวะทำไม่ดูดูจอมาเอง่ยันอะไปสีแดงเนี่ยจะมาหัวยาจะรู้สับปีพัดยาจะไหมมีตาอุกุพัชวรเคลมผิวใบเนี่ยอามีเนี่ยจะใสถุงยาอารมณ์จะมาเคลมต่างไหนไปเลยสิที่สนับไปสีแดียะ အမေမှာခေါ်သားတာပြန်ရောက်သွားပြီလဲဆိုတော့အမေမှာတဖြည်းဖြည်းနဲ့အပေါ်တက်သွားလိုက်တာအခုကိုကြီးကျော်ပလီကျွန်းပလီလွန်းနဲ့ဆေးဆိုင်တဲ့ကျွန်းဆိုပြီးတော့ဆေးဆိုင်တဲ့ကျွန်းကိုခေါ်သွားပြီပေါ့နော်ဆေးဆိုင်တဲ့ကျွန်းကိုခေါ်သွားတော့လမ်းမှာမိတို့ကခီးသွားတော့အာသူတို့ကပြင်စရာလိုနေရနဲ့ပဲ သူတို့သွားကျင်တဲ့နေရာကိုတန်းပြီးတော့မသွားနိုင်မယ်နဲ့လမ်းမှာသူတို့အမရဲ့စည်းကြံမှာဝင်ပြီးတော့အမေတို့ထမင်းစားကြတယ်ပေါ့နော်ထမင်းဝင်နာတယ်ပေါ့ဝင်နာတော့ဝင်နိုင်းနဲ့ထမင်းစားကြတဲ့အခါကျတော့အဲမကုံလာဘူးထင်တာဒါတောင်မှသူထမင်းဝင်သေးတယ်ဆိုပြီးတော့အဲပြောတယ်ပေါ့နော်ဒီနားရောက်သွားပါပြီအဲ့တော့ဒီနေ့ဆက်ပြီးဖတ်ပါမယ်မနက်၈နာရီကျော်မှာပလိတ်စည်းကြံကထွက်ဖြစ်တယ် ဘယ်တင်ဘယ်ကိုရောက်ရမယ်ဆိုတဲ့ဥဒနဲ့ခီးသွားတော့ကစိတ်မျိုးတွေကိုခွာချထားပြီးတော့ဘယ်တော့ရောက်ရဘယ်တော့ဘယ်ရောက်ရအင်းကထွက်ကြတဲ့ကပျော်ပွဲစားသဘောပဲလို့စိတ်ကိုရှော့ထားလိုက်တော့တယ်။တော့တော့လည်းစိတ်မမောတော့ဘူးပေါ့။တကယ်ကတော့အဲ့ဒီအချိန်မြင်းတန်ရောက်ဖို့ကောင်းနေပြီ။ကားကိုကြောက်စဲကူမဲ့ပြီးတော့လမ်းခွဲတိုင်းပေါင်းလာကြတယ်။ မြေသားနန္ဒထိုးကြမှာရေမြေကလည်း၆သွေးလိုက်တာအခုမှတပေါင်းလာစံတရက်ပဲရှိသေးတယ်ဒီလိုအပူပိုင်းစုံက၆သွေးရာမျိုးကိုအောက်သူအောက်သားကမြင်ဒါလောက်၆တန်းနေရမှာဗာရီပြန်ဘယ်လိုဆိုင်ကြပြောကြပါလိမ့်မလဲလို့မတွေးတဲ့အတိုင်းအံ့ဩကြရတယ်ပြီးတော့တောင်ငူတဲ့သမမိန်းမတွေနွားလဲမောင်းလာတာတွေ့ရင် အောက်ရက်ကလူတွေကတိတ်သဘောကြတယ်သူတို့ဒေသမှာမိန်းမကလဲမောင်းလို့မရှိဘူးတဲ့နထိုးကလုံးလာတော့ပြောင်းပြားစေတို့ဘာလို့လဲတွေ့လာရပြီ ရင်းမြေကလည်းတော်တော်လေးစုပြေးလာပြီ။အမ်ဘီဝဲရမှာဆေးကင်းတွေကလည်းဟိုတကွက်ဒီတကွက်စမြင်လာရပြီ။ဒီလိုဆေးကင်းတွေကိုမြင်တော့မိဘဝဝတွေကပါတတိယတယ်။ဒီမှာဘိုးကစားပြီးတော့စီယိုရောင်းဝယ်လှုပ်လာခဲ့ကြတာ။ကျမအမိနဲ့တော်လဲစီစီယိုပဲအခုဒီကျမအမတော်ဦးဒီစီစီယိုပဲရှင်းလိမ့်နေအလုံးလုံးနေတော့မယ်ကျမသာဥလာနဲ့အကောင်းပါပြီးတော့ စီစီယုန်နဲ့စိတ်တိတ်ကနေလွတ်ကင်းလာတာဒါတောင်စီကြီးမဖြစ်ခင်ကဆိုဦးလာနဲ့ကျမအိမ်တောင်ကြပြီကျမနေတဲ့အတော့အိမ်ပြောင်းလာခဲ့တော့စေးပုတ်တင်စီယုန်ဇက်ဒီအမနှာခေါင်းရိုင်းရိုင်းနဲ့နှစ်နှစ်လာဦးလာရယ်နေသွားရချာသေးတယ်အခုလမ်းပေးမှာတွေ့ရတဲ့ဈေးကင်းတွေကစီရွယ်ပြားကြီးလို့ခေါ်တဲ့ စီးပွားရေးလေယာမှာ၃နဲ့ဈေးမျိုးပဲဒီဈေးကမြန်မာနိုင်ငံမှာမူလကလေးက၈နဲ့နဲ့ဈေးမျိုးဖြစ်ပါလိမ့်မယ်ဈေးပြင်းလိမ့်လို့ခေါ်တဲ့ဘင်္ဂလားဈေးလေးလေယာမှာ၃နဲ့ဈေးကဈေးရွှေချွန်ကောရင်ဂျီဈေးလို့ခေါ်တယ်အဲ့ဒီဈေးကကျမတို့ပေါ်ပွဲရင်လွန်ခဲ့တဲ့နှစ်85လောက်ကမှဘင်္ဂလားကမျိုးယူပြီးမရရမဆိုင်တာဖြစ်တယ်ဒီဘင်္ဂလားဈေးနဲ့အခု secret လိတ်တဲ့ဗာဇီးနီးယားဈေးနဲ့ကအမျိုးအတူတူပဲ ေးပင်လေးအတွက်စိုက်တဲ့အခါကျတော့ဆေးပင်နှိမ်မှာအညွတ်နေနှိမ်ပေးရတယ်အထက်တည်းဖက်ပြရတယ်ဒါမှဆေးဘက်မှာကဆေးသားထူလာပြီးတော့တောက်တဲ့အခါကျဆေးရပြင်းတာဗာဂျီးနီးယားစီးကရက်ဆေးစိုက်တဲ့အခါကျတော့အညွတ်မနှိမ်ဘူးအထက်မဖက်ဘူးဒါကြောင့်ဆေးရွက်ကအရသာမပြင်းဘူးထူတယ်ဆေးသားလည်းပါတယ်ကားလမ်းမီးကဈေးကင်းနေတယ်မှာတော့ဆေးရွက်တွေကတချို့ကဝါစားပြုတ်ပြီးတချို့ခင်းတွေကခူးနေကြပြီ တချို့ခင်းနေတဲ့မှာဆိုလှမ်းထားပြီးတချို့တလင်းနေမှာလှမ်းပြီးသားတွေကိုထတ်ထပ်ပြီးရောစိုက်မံနေတာကိုထိုးထားပြီးပြီဆင်းရဲပြားကခူးပြီးလို့လှမ်းမယ်ဆိုရင်အရိုးကိုတုံးပေါ်မှာအဝိဖွတ်တဲ့ကမာတုံးနဲ့ရိုက်တဲ့လက်ရိုက်တုံးမျိုးနဲ့ရရသေးတယ်အရိုးကွဲပြီးခြေသွားမှလှမ်းတဲ့အခါမှာအရွက်နဲ့အတူရိုးကလည်းချောင်းပါဘူးအခင်းထဲမှာချလှမ်းတော့လေးတိုင်လည်းမလွင့်အောင်ဝါးတဲ့နေနဲ့ဖိဝလုံးနေနဲ့ချိန်လှမ်းရတယ် အခုကျမတို့မြင်ရတဲ့ဈေးကင်းတွေကမြင်းညံကုန်းဈေးလို့ခေါ်တဲ့ဈေးကင်းတွေမြင်းညံနဲ့ဒီထဲမှာဈေးဆိုင်တဲ့ရွာတွေဈေးထွက်တဲ့ရွာတွေကအများကြီးပဲအခုသွားမဲ့ပခုတ်ကူရေစကြိုအထိချင်းတွင်းမြကြီးရဲ့ဝဲရမှာကလည်းဈေးတွေဆိုင်တာပဲချင်းတွင်းနဲ့အရာတွေကြားလည်းဈေးရဆိုင်တာပဲကုန်းမမဆိုင်ရင်ကုန်းဈေးကျွန်းမမဆိုင်ရင်ကျွန်းဈေးပေါ့ကျွန်းဈေးကမြည်ရတဲ့ချားရှိတယ်အကိုင်းနဲ့ကျွန်းနဲ့ကနှုတ်မြမဆိုင်တာဒါကြောင့် ကျွန်းကစိုက်တဲ့ဈေးကဆေးရွက်ကြီးတွေကလှတယ်ကြီးတယ်ဈေးသားကြတော့ကုန်းဈေးလို့ပြောမထူဘူးအဲ့တော့အတောက်မှာကြတော့ကျွန်းဈေးကချိုးတယ်ကုန်းဈေးကပြင်းတယ်ကျွန်းဈေးရွက်ကြီးတွေကတရက်တရက်လူတန်ဖက်နဲ့လက်နှစ်ဖက်နဲ့ဝိုင်းဝိုင်းပြီးတော့လက်ပြားချင်းထိထားရတဲ့တောင်ကြီးကျင်နေတယ်ကုန်းဈေးကကြတော့အကြီးဆုံးမှာတထောင်လောက်တောင်စုပ်လောက်ရှိတယ်နှုတ်ပေတဲ့ဈေးရွက်ဘောကအကွက်အလက်ကြတော့ကုန်းဈေးကမှလှတယ် စေးပုံပြဟတ်လာရင် ကုန်းစည်းကတမှုဘက်ကလာတဲ့ကော်စောလာအောင်ရတယ်။အနီညိုဝါကွက်တွေနဲ့စေးသားကိုရင့်လို့အကွက်တွေကလည်းလဲလို့ကျုံစည်းကတော့တရားနဲ့ခက်ညုံညုံနဲ့ခက်နဲ့နဲ့ပဲများတယ်။ကုန်းစည်းကတပေါင်းတစ်ခုမှပေါ်တာပဲ။ကျုံစည်းကတော့နှယုံဝါစုလာမှနှိုင်းနှိုင်းပေါ်တယ်။ဒီစေးနှစားကစေးကြတော့လေကုန်းစည်းကပိတ်တဲ့ချိန်တရားဆိုရင်တရား150ပို့ပေးရတယ်။စေးလေးသမားကပြင်းဖို့အတွက်ဆိုရင်ကုန်းစည်း အဲလိုလိုချိုးဖို့အတွက်ဆိုရင်ကျုံးစီပေါ့နော်ထည့်ပြီးဆက်ရတယ်။မကောက်ကူနဲ့မြင်းကြံတဝိုက်ကကျုံးစီထွက်တဲ့ရွာကြီးတွေကမြောင်မယိုးကုန်ငနဲ့ငမားမြင့်ချေပခုတ်ကူစတဲ့အရက်တွေပေါ့။တရဲဦးကကုန်းနူဝါငမားကစေးကိုင်းထုံပြူပီရှာတာဝါလိုထွေးဆိုရဲကုန်းစားစီလည်းဒီငမားကပဲ။ကုန်းစီထွက်တဲ့ရွာကြီးတွေကရတာဖရင်မိုးတော်နတ်ကြီးတည့်ချိုးပင်တဲကြီးစတဲ့ရွာတွေပေါ့။ ။လမ်းမေးရာဇေကနေဈေးပုံတွေကိုကြည့်ရင်းနဲ့အမေတို့တော်တို့အွားတို့တသက်လုံးရောင်းဝယ်သွားကြတာတွေကို သတိရနေရကကျမတို့သွားမယ်ကြီးရတကယ်တော့ဈေးပေါ်တွေလုပ်ငန်းအတွက်တနက်ဖက်ကလွှင်ဘာမစိုးအကုန်ထွက်တဲ့ဒေတာကြီးပါလားလို့လည်းသတိရလိုက်မိတယ်။ဈေးပေါ်လိမ်ကသုံးတဲ့ဈေးရောကတချို့နေတွေမှာဆိုအုံနေရူတစ်သားရူခါချင်းမောင်ရူချက်စုရူစတာတွေသုံးတာပေါ့ရန်ကုန်မန္တလေးနဲ့ပဲကစားပြီး အများစုစလိကုံကြီးတွေအားလုံးကကြတော့ပင်စည်းရုပ်ကိုသုံးတာပင်စည်းရုပ်ဆိုတာကစည်းရွက်ကြီးဗာချင်းတရားစည်းရွက်တွေရဲ့စည်းရုပ်တွေရဲ့အပင်တွေကိုနှုတ်နှုတ်နှုတ်ဆင်းမောင်းနေထောင်းထားတဲ့စည်းရုပ်ပေါ့လေဒီစည်းရုပ်ကိုနှဲဖို့ကြတော့မကြီးမဲကလည်းကြောက်ပြောင်းကပဲထွက်တယ်ကြောက်ပြောင်းကမကြီးကစစ်လေကောင်ကအကြိုက်ဆုံးမကြီးပဲသူကအသားထူပြီးအနစ်ရတာကိုစေးစံမှာဖျန်းရတဲ့ရှာလက်ကကြီးဆင်ရတဲ့ထင်းရက်ကလည်းရေစကြိုးက ရေစကြိုတနယ်လုံးကညို့ညို့မိုင်းမိုင်းနဲ့မျက်စိတစုံရှိတာကထက်တော့ကြီးပဲရေစကြိုထက်ညက်ကလည်းမြန်မာပြည်တန်တန်တလျာပြန့်နေအောင်တုံးရတာဒီခေတ်မှာ secret အတောက်ခေတ်စားလာပြီးတော့ကိုယ့်ပြည်ထဲမှာပဲ secret ကလိတ်နေပြန်တော့လဲ secret စီးဘာကြီးနေရဒီနယ်မှာ site တယ်စိတ်လေးစိတ်ယုံကြည်လဲပခုတ်ကူမရှိနေတယ်မင်းကြံကို7နာရီထိုးကန်နေမှာရောက်တယ်ဖရာလန်ကဆိုင်းစရာစိတ်ပြောင်းလို့အိမ်မှာစင့်ကြပြီးတော့မျက်နှာချင်းဆိုင်ကစီးပွဲစား ။ဦးအောင်မြတ်ဒေါက်ခင်လိုက်တို့အိမ်မှာကားတွေအပ်ခဲ့တယ်။အဲဒေါက်ခင်လိုက်တို့စီခဏဝင်တော့မုတ်စီကျော်တွေချကျွေးတယ်။တပေါင်းလာနတ်ပွဲကာလအဖို့ဒီမုတ်စီကျော်ကပြမဆုံးစားရခြင်းပဲ။မုတ်စီကျော်ကလည်းကောင်းလိုက်တာအချက်ကြီးတွေကလည်းအကြီးကြီးကောင်းရင်တပြီကိုမုတ်အချက်30တဲ့လောက်တာတဲ့။စီတွေကလည်းအိလို့စားလိုက်ကြတာ။ဒီလိုမောင်မျိုးကျမတို့အဖွားရှိစဉ်ငငယ်တုန်းကတော့တပေါင်းလာတစ်လလုံးစားခဲ့ရတာပဲအဘကလည်းတောင်းကြီးစားတီးဆိုတော့တပေါင်းလာမေကြီးနဲ့တင်ဖို့ဆိုမုတ်ပြုံမုတ်နီကြောတယ် မတ်ဒေတာကမုတ်ပြီးွားခုနှစ်ချက်မုတ်နီယာခုနှစ်ချက်ရပါလို့ပြတဲ့အဖွားကစံတခွဲ30ကြောခိုင်းတေတာဟင်းသားဗရာတုတ်ထားတဲ့ပြက်ကြီးတွေတဲ့ထဲဒါဟုတ်လူပေဒီလူပေဝေပြီးစွန့်အောင်နီးကြီးတဲ့ထဲသိမ်းထားတလားလုံးစားတာပဲမုတ်ကစီတွေရွှဲနေနေတော့မှုမတက်ဘူးကောင်းချင်းကောင်းတော့လဲကြပါမယ်လဲမမသွားဘူးအခုအဲ့ဒါလိုဆန်ကောင်းစီကောင်းနဲ့ကြောတဲ့မုတ်စီကြောမျိုးမစားရတာကြာပြီ။ဝယ်စားကြည့်ဦးအောင်မြတ်တို့စီမြင့်အနောက်ဘက်နေရင်ပေါတော့က လာတာပို့လို့တဲ့မုတ်စီကျော်ပို့လာတယ်မြို့သမီးတော်အဲ့ဒီအိမ်ကမပြန်သေးဘူးကျမတို့ကိုချကျွေးရှာတာလာစမ်းတော့ရဲ့နေကိုကြီးကျော်ကိုကြီးကျော်တင်မူလာပို့တာတဲ့ဒီလဒီရက်ဒီမှာဒီနေ့တရုတ်ကဒီလိုပဲနတ်တရားငောင်းသူ့အိမ်ကကျော်ငါအိမ်ကကျော်ကျော်ပြီးနတ်တင်စရာခွဲထားဘိတ်တင်ကားလေးစီမုတ်စီကျော်လဲပို့နေကြပေါ့တထောင်နာပြီလို့စားလို့တောင်းလို့ကတော့ဉာဏ်စိတ်ကိုစိတ်မပြင်းရတယ် ရင်းညာစိတ်ကံကကျမတို့အဲတာဘူးသမျှကြုံဘူးသမျှစိတ်ကံအစဉ်လန်းဆိုးလာတယ်လို့နိမ့်မယ်အကြီးဆုံးစိတ်ကံပဲရေချောင်းကကော့ပြီးနောက်ဆုံးတော့မြို့ကရေစိတ်နောက်လိုက်မဆွေနိုင်မယ်နဲ့ကြံရည်ပြီးတော့စိတ်ကံနဲ့မြို့ကဝေးကြီးဖြစ်နေပါလေရောဝိဒါများအေးလားရင်းနေတက်လာပေါ်နေတဲ့ခေလို့အเจ้าမသိရင်တော့ပြောစရာပေါ်လို့ပြီးတဲ့ဝိဒါလန်ကဖုတ်ရဲ့ချင်းရဲ့တဲပြင်းရဲ့ဈိုင်းနေချင်းနေကြီးမို့လဲယုံရတယ်နှွားပြင်းမတက်တာဘူး မြင်ထားဆိုရတဲ့မြင်ပြေလဲတေလူမျိုးပါကြီးကြီးပါဝင်ပေါ်တဲ့တင်မောစီကြီးတဲ့ကကိုယ်လည်းအေကိုလွယ်ပြီးခြေချင်းမဲ့သွားတယ်ဘယ်လောက်ဝေးဝေးခြေချင်းကရင်စည်းရတာတက်တတ်တာတကူကျမတို့ဖွင့်ပြီးတော့လူက22ယောက်စားဦးစားခွဲစားဦးတောက်ခွဲအဲ့ရအခင်းစားစရာဝတ်စရာတွေကပါတော့နွားလဲငှားရင်လဲလဲစီလာ25ချက်သုံးတယ်အဲအနည်းဆုံး3စီးငှားရမယ် ။ရင်းလဲစီးရင်လည်းလူတယောက်၅ကျန်တုံးနဲ့စီးရမယ်။ဒီတော့ဆိုင်းစရာစေးမရအောင်ကမမတို့ကားတွေနဲ့လည်းဒီလိုလန့်စင်းမရဘူး။တခြားရင်နဲ့လည်းတိတ်ပင်မနေလိမ့်မယ်။ကျွန်တော်တို့လူလေး50ခီးနိုင်တဲ့လော်ရီကြီးတစ်စီးနှပေးလိုက်မယ်ဆိုကားကြီးတစ်စီးခေါ်လာတယ်။အဲ့ဒီကားပေါ်ကျွန်မတို့လူအုပ်ပြင်။တခြားကယောက်ျား၄50လောက်လည်းပါလာတာတွေ့ရတယ်။မနက်7:45မှာမြင်းချံမျိုးတွေကနေကန်တာဆင်းခဲ့ကြတယ်။မြို့ရဲ့ကြောက်လန်းကုံလို့တဲချင်းလည်းကဆင်းမောင်းရပါရော။ ကားမောင်းရတဲ့လမ်းကတဲချောင်းကျဲကြီးတစ်ဘက်ကမြေတီရောက်တဲ့ సైకిల్ တွေကိုဒီဘဲလမ်းချောင်းနဲ့လမ်းရှာမောင်းရတာကလားတဲလန်ဆိုတာကမောင်းတက်တဲ့ driver ဒီလန်ကြောင့်ကောင်းကောင်းသိတဲ့ driver မျိုးပေါင်းမှာတက်သားတဲ့တဲမြင်ကအကျဲကြီးအဲ့ဒီတဲဘယ်နေရာမောင်းရင်ပဲတိမ်မလဲဒီအနှစ်တက်သားမလဲဆိုတာရွေးပောင်းရတယ်ကိုဆက်အားကိုမြင့်ဆက်ရှင်ကိုလည်းတင်းမရဘက်တလိန်လိန်ယုံမီကျိတ်ဆွဲရတဲ့ပုံစံမျိုး လက်ဆက်ရလိုက်မြင်နေပါလေရောနေ့တည်းကကျမတို့ဘက်ကပါလာတဲ့ယောက်ျားတွေစောစောကပါစင်ဂျာလို့ထင်တဲ့လူလေး90ရောက်လောက်ပေါ့နော်စိတ်မိကတွန်းကြရတယ်ကျမတို့ဖွဲ့မှုတဲ့ဒဇင်ယောက်ျားတွေကကနေရင်တွန်းဖို့ယွာစားစိန်မြောင်ကခေါ်လာတဲ့ပရိသတ်နေရကယုံနိုင်တဲ့ကကားစရာကတဲလဲမောင်းနေကြဟုတ်ပုံမရလို့အကြောင်းပေါင်းသိပုံနေရဘိုးဘက်ကမောင်းကအေးအေးဒီဘက်နဲ့နဲ့ဆွဲပါဟုတ်ပြီဟုတ်ပြီအမိုက်ဒီခြားထားတာပေါ့မောင်းက အမိုက်တွေကတမင်လောက်တာတာဟုတ်ပြီဟုတ်ပြီလန်လန်ချောင်းတိုင်းမောင်းခဲ့ဒါသူတို့မကြုံလို့မောင်းထားတယ်လန်အတာစိတ်ချရတယ်ညာကိုကက်တော့အတက်နိုင်ဆုံးကက်ကွာတပတ်စောင်းနေတာယင်မကြည့်ဘူးမင်းဒါနှွေးမို့တော်သေးတာဘိုးရင်းချာတိတယ်ဆိုတာပြောနေတော့ဂျိန်ကနေဂျိုင်ထဲကြာသွားလိုက်မော့ကနေဂုံးပြန်တက်လိုက်ဒီနာတော့ကပေါအောင်စင်ကြအောင်ဆိုလို့လူငယ်တွေစင်ပြလိုက်ရတဲ့အခါလည်းရှိသေးတဲ့ပေါ့ဒီလိုနဲ့၄၅မိနစ်လောက်စိန်မော့လူမော့ရှိတော့မှာ မော်တော်တွေစိုက်ထားတဲ့စိတ်ကံရောက်ကြတော့တယ်။ဆိုင်းစရာစိတ်မြောင်ကလေကားကမပေးပါနဲ့တဲ့နေဗန်ကတော့သူ့ဖို့ပြရစီအတန်တန်ပြောရှာပါရဲ့။သူ့တောင်းမှန်ပြီးကားစရာကိုငွေတရားပေးလိုက်တယ်အဲ။ကန်းနာရောက်လို့ပစ္စည်းတွေပုံလဲချပြီးရော။အခုခီးသွားတွေကဘယ်လိုဖွဲ့လို့လဲရိတ်မိကြပါလိမ့်ရောကန်းနာကလူတွေကကျမတို့ကိုညင်ပန်းကျင်တဲ့စိတ်တွေဝင်းကုံကြထင်ပါရဲ့။မြင်းကြံကနေပြီးတရော့ကိုမော်တော်ကားကပုံမှန်လူတယောက် ငါကြံပေးရတယ်ကျမတို့ကမော်တော်စင်းလုံးကရင်ဘလောက်လဲပြီးတော့ဂိမ်းကလုပ်သူက350ပေးမှရတယ်လူတယောက်35ကျပ်လောက်ကြာနေရဒါနဲ့ကျမတို့က250ပေးပါမယ်လိုက်ပါဆိုတော့မလိုက်ဘူးတဲ့တပြားမှမလျှော့ဘူးတဲ့အေးမလိုက်လဲရတယ်ရိုးရိုးမော်တော်ပဲစီးမယ်ဖရမဆုံးထက်မှာဘယ်မော်တော်လဲဆိုတော့ခီးတယ်တယောက်တယောက်ထိုင်းနေတယ်မော်တော်တစ်စီးညွန့်ပြတယ်ဒါနဲ့အဲ့ဒီမော်တော်ပေါ်တက်ကြတာနေ့လဲ7နာရီခွဲမှာအားလုံးမော်တော်ပေါ်ရောက် ော်တော်ကဘယ်ချိန်ထွက်မလဲမီတော့နှစ်ချက်မှာထွက်မှာ။အော်အများကြီးရဲ့မော်တော်ဆိုတော့လေသူတို့ထွက်မယ်ဆိုတဲ့အချိန်သွားကြရုံပေါ့။250ဒီပေးကြတော့စီးလုံးလိုက်တော့လေတိတ်အကုန်ကြမခံချင်ပါဘူးဆိုသူတို့ပဲစင်ညာဆောင်လာတီးခံပြီးနေကြတယ်။စီးမဲ့လူတွေတပြေးပြေးရောက်လာ။တော်ကြာ3ယောက်တော်ကြာ2ယောက်လူလဲပါရဲ့တန်ခါလဲပါရဲ့နှစ်ချက်ထိုးတော့လူက35လောက်ရှိပြီ။မော်တော်ကလူပြည့်ပြီဆိုတော့နှစ်ချက်တော့ထွက်ကောင်းရင်အောင်မိတာ နှက်ချက်ကြော်တဲ့ဒီမော်တော်သမားမြူလို့မမြင်ရဘူးခီးတဲ့တွေကနေဘူးကြီးကနေမြေပြင်မှာရေဟိုဟန်နေတဲ့နေရာကြီးရောက်တစ်ဖက်ဖြတ်တဲ့ငုတ်တုတ်ထိုင်ဆောင်နေရလို့သွားကျင်ကြပြီနှုတ်ပြီးတဲ့ထွက်မဲ့ရဲ့ရောက်မမြင်ရဘူးအဲ့တော့ခီးတဲ့တွေကထွက်သေးဘူးလားနှက်ချက်ကြော်ပြီလို့မိလာကြပြီမော်တော်သမားကတယောက်ကမထွက်သေးဘူးတဲ့မော်တော်တကကလည်းတယောက်ကိုခုနှစ်ချက်ပေးရမှာတဲ့ စီစီတက်လို့တဲ့ကဲပြေးပါမယ်ထွက်ပါဆိုတော့သူတို့မကြိုက်သေးဘူးတဲ့ရန်ကုန်ကလာမယ်ကားတော့ရထားတော့စောင်းအောင်မားတဲ့နောက်ကိုဘယ်နှနာရီစပြီးဘယ်လောက်တင်မယ်မသိတော့ခီးတယ်တွေကအဲကျမတို့မူလကဒဇင်းလုံး250နဲ့ငါ့ဘူစီပေးတယ်ကြားလို့ကျမတို့ဖက်ကလည်းတယောက်ဒဇင်းလုံးပေးကြပါသူတို့ခီးတယ်တွေကလည်းဒဇင်းလုံးပေးမှာပေါ့မော်တော်ကူထွက်ပေးပါတော့လို့သူတို့ကပြောတော့မော်တော်သမားမာမာပဲ250နဲ့မကြိုက်ဘူးတဲ့ ၄၅၀ရရမှာကြိုက်ပါမို့၁၀နှုန်းပေးလဲမော်တော်မထွက်သေးဘူးတဲ့ယောအဲ့ဒီတော့ခီးတယ်ဒီကမခံနိုင်တော့ဘူးစကားပြောရင်ပြောရင်လည်းအချိန်ကလည်းလင့်လာတယ်တချို့ကမင်းတို့လူတယောက်၅ကျန်းနဲ့၂နာရီထွက်မယ်ပြောတယ်အခု၁၀ပေးလို့တောင်မထွက်သေးဘူးဆိုတော့မင်းတို့မော်တော်ပဲချိန်ထွက်မှလည်းပြောတို့ကအတိုင်းမသိမစောင့်နိုင်ဘူးမြင့်ချန်ပြန်အိတ်မယ်ပြန်ပြောစမ်းဆိုတာနေပါတယ်ဖြစ်ကုန်ရောသူတို့ကတော့မော်တော်နာမကန်ပဲနဲ့ရှောင်ရင်းနဲ့နောက်ထပ်စီမံကြီးတယ်ဒီစောင့်နေတာ စိတ်မမော်တော်တွေကအများကြီးတန်းစီကြတာဘကုတ်ကူထွက်မှာဆိုတော့မော်တော်ကလည်းကျမတို့ရှိမှာပဲလူတော်တင့်တင်ပြီးထွက်သွားပြီရေစကြိုထွက်မဲ့မော်တော်လည်းလူအသင့်တင်နဲ့ထွက်သွားပြီညဉ့်ညံစိတ်မမော်တော်ကခိတ်ရှိတဲ့နက်ပွဲသွားမဲ့သူကနက်သွားမော်တော်ပဲစီးရမယ်ဒါကလည်းဒဇင်းပြည့်လို့ထွက်ရင်နောက်ဒဇင်းတက်စီဒီမော်တော်တော်တော်နဲ့မထွက်လို့တခြားမော်တော်ပြောင်းစီပြီမယ်မစီးရဘူးတဲ့စီးခွင့်မပြုဘူးတဲ့မော်တော်စီးရတော့ပိုင်းနေနေအောင်ခဲရတာပေါ့နှစ်ချက်ခွဲလောက်ရှိပြီးတော့ ရန်ကုန်ကားဆိုင်တဲ့စီကပကန်းပွဲသွားခီးတယ်အများကြီးရောက်လာပြီပြည်စီပြည်စီရတယ်နဲ့မိမတွေကခက်များများဝက်ပုံစင်မုံတွေကလည်းအောက်ကူအောက်ကမ်းမှတိတိသားသားမော်တော်နဲ့တတုပ်ပြီးတတုပ်ဆင်းလာကြတော့ဖြည်းဖြည်းဖြည်းနဲ့ထိုင်းစရာနေရာရဲလို့မကြမ်းတော့မရှိတော့လူဟာပြေးလာပြီဒါနဲ့ထွက်ပါတော့ထွက်ပါတော့နဲ့သူတကုတ်ငါတကုတ်ပြောနိုင်လုံးမဆက်ပြင်းတယ်လို့လို့ပါလို့လို့လုံရင်10မိနစ်15မိနစ်တော့လူဆောင်သေးတာ၃နာရီထိုးတော့မယ်ဆိုမှမော်တော်ကကန့်ကွာတော့တယ် နေဘွဲသားမကြီးတွေကမတော်ရရင်မနေနိုင်ဘူးလို့တွက်ပြီးညှင်းတော့တာထင်ပါရဲ့တော်ယုံဆွဲနဲ့ဒီနေဘွဲမရောက်နိုင်ဘူးဆိုတာတော့စိတ်ကန်းစင်မော်တော်တက်ကလေးကရိတ်မိလောက်ပြီမော်တော်ကပထမ AR မြစ်ကိုစုံရတယ်စုံတဲ့အခါမြင်းချန်နဲ့ညနေချင်းဆိုင်ကတောင်ကုန်ကြီးဘေးရီကျောင်းကကြက်လိုက်တာဘွားနှလုံးဆိုင်ပြတာလည်းကြာတကယ်ကိုချင်းချင်းလေးမှာခုံမောင်းရတဲ့နေရာတွေရှိတယ်အဲအဲ့ဒီနေရာတွေမှာမော်တော်ကဒုက္ခနဲ့ဒုက္ခနဲ့တင်းကျင်သေးတယ် လို့ပေမဲ့ကံအားလျော်စွာဆက်ကုံမောင်းဆင်းပြီးတော့ရေနဲ့ကိုကြလို့ခီးကနည်းနည်းပဲဖြစ်ပါတယ်။ချင်းနှင်းနဲ့အရာတွေစုံနဲ့မြင့်စုံရောက်တော့တာကုန်ကြီးတွေခွေရင်မိမတော်ကချင်းနှင်းပြန်ဆန်ရတယ်။ဒီတော့ရေเจ้าကအရာတွေထဲမှာလာမကြဘူးလို့ပေတဲ့ဒီလူစည်းနဲ့မော်တော်ဆက်အားနဲ့ရေစံကိုသွားတော့ခီးကမတွေ့ဘူး။ရှင်မရောင်ကိုလက်ဝဲကထားပြီးအကြကြီးဆန်နေရတာ။ညနေ6:00ခွဲတော့မှအဲ့ဒီဖះရနဲ့ရွာက ထတော်ပဲဆိုတဲ့ ထရောစိန်ဘော်တော်စိုက်တော်တယ်အဲ့ဒီတော့မှောင်တော့မယ်နေလုံးဝင်ခဲ့တာလက်ငရဲကပဲစိတ်မှာလက်ရီဆောင်နေလို့လက်သုံးစီးငါကျမတို့ကခြေချင်းနောက်ကလိုက်နှစ်ပွဲကင်းစီရာထရောအရှိပြားကိုဈေးတန်းကြီးဖြတ်လာခဲ့ရတယ်စိတ်ကဲမှာလဲဆောင်ရတာနဲ့တဲ့ရင်ရောက်တော့၈နာရီနာနီးနေပြီပါလာတဲ့ဆန်နဲ့တစ်ပင်နှအိုးချက်ဟင်းကြိုးတိုးချက်ပါလာတဲ့ဟင်းနဲ့ည၁၀နာရီမှာညစာတစ်ပင်စားပြီးအိတ်ကြရတယ် ဘယ်နဲ့6နာရီ9နာရီစပြီးမော်တော်ပေါ်မှာလေမော်တော်ကပေါ်နေမော်တော်ပေါ်မှာကြည့်ပဲနေခဲ့ရတာဆိုတော့ညောင်ကလည်းညောင်စိတ်ကလည်းမောခဲ့ရလို့တန်းကလည်းပန်းဖြစ်လာခဲ့တာကြာပြီဆိုတော့တပင်းမစားရခင်ကလေးကအိယာကခင်းထားတယ်တပင်းစားပြီးလို့အိယာဘောပါကောင်းချလာရင်ကိုပဲခကနဲ့ပြောတော့မှာပဲအောင်းမေပြီးတော့ကျတော့ပေါ်ရင်ကလေးကတဲ့အိမ်မှာတပင်းနဲ့စားပြီးတော့လက်အိတ်ချလိုက်တယ်လူကပင်မဲလုံးလုံးအိတ်ချင်လိုက်တာနို့ပြီတဲ့ အလွန်ကျေလောင်တဲ့အတန်ချက်ဆက်ရဲ့အတန်တွေကနားတွေကိုစုပ်တင်တယ်လို့ဝင်းနေတာဆိုတော့အကျဉ်းသားတခြားအဲ့လိုမပြောတာတခြားဖြစ်နေပါတော့တယ်အတန်ချက်ဆက်ကနေမိပြောနေတဲ့အတန်တွေကနားဆိုင်ထောင်းထောင်းမထောင်းထောင်းအင်မတန်ကိုကျဲကျဲကြီးကြရတယ်အတန်ချက်ဆက်ကိုနံပါတ်ကုန်ဖွင့်ပြီးကျမတို့တဲ့ကျမတို့ဘက်ကိုလှည့်ထားတာကလားဝဲလုံးသူနဲ့ဇာကြီးအားရည်စူးရပါတခင်ကြီးဖရအတွက်လူတော်ငွေက၅ချက်တမတ် ဗာတခင်ကျော်ကစီးပါးစဥ္ဇာယန္နာတိုးတဲ့အောင်မေယံအန္တရာယ်ကင်းကွာအောင်စားပါတော့မူပါဖေယဟောရာကမန္တလေးမြို့လမ်းရှိဆဲကဒေါ်ချင်းမွေးကဗာတခင်ကျော်ကြီးကိုငွေ၃၀နဲ့တမတ်ဆက်ကပါတဲ့ဗာတခင်ကြီးကဘုံကောင်လက်ကောင်ပြီးတော့မူပါစီစဉ်ဥ္ဇာယန္နာအပြပြတိုးဝေလို့တို့အောင်မာရောမူပါစရောမူပါဗာတခင်ကြီးဖေယဗာတခင်ကြီးအတွက် တက်ပြောင်းနဲ့ဆောက်ဖို့ရှိသေးတယ်။မိမိတို့တက်နိုင်သလောက်လူကြောင့်ထဲဝင်းကြောင့်လူဆိုတာလူရတယ်တန့်ရတယ်မရှိလို့မလူမလူလို့မရှိမဖြစ်စေနဲ့။ဘာတခင်ကျော်ကရှင်ပြင်းကနတ်ဖြစ်တာဆိုတော့ရှင်ပြင်းစိတ်ရှင်ပြင်းဆိုတာတောင်ွယ်တောင်ွယ်နေွယ်ရင်တက်လို့မိမ့်ပေးခဲ့တဲ့လူမျိုးအဲ့ဒါမင်းမင်းအရှင်ကျော်ကတိတ်ဆိတ်ထက်တယ်သူ့ကိုမတိမမြင်မပြူကြနဲ့အဲ့လိုရေစက်လက်နက်မှာရှိကြရတဲ့ ဝဲလွန်သူထိန်တော်ကြီးအာရည်စု၍ဒုမဖြစ်သူကငွေ30နဲ့ဓမ္မဆက်သားပါတယ်။ဘာသခင်ကြီးဘုရားကကျက်သည်မင်္ဂလာထက်ဝေပြလို့ရက်ရေးစွာတိုးပြီးဆဲစားဆဲမျိုးဆဲထမ်းဖို့တို့ရအောင်ဆောင်းပါတော်မူပါ။ဆဲပြည့်စင်လည်းလွတ်တော်မူဘာသခင်ကျော်ကြီးဘုရား။တခင်ကြီးကိုကြောက်ရတယ်။ဘာတခင်ကျော်ကြီးကမပြီးဆိုရင်လဲတိတ်မကွန်အောင်မရဲချပြီးဆိုရင်လဲကုန်းကောင်းစရာမရှိအောင်ချတယ်။ ကြောက်ကြနော်သူကလောကဘာလနဲ့သူနဲ့ဖြစ်ကစားကမခဲတာတွေချခဲတာတွေပြောမကုန်ဘူးတပေါင်းလာစံတရက်ကစားလို့လပြည်တီအောင်ဒီနေမှာဘယ်သူမှပွဲကျင်းပါလို့မရဘူးသူ့ပွဲရမှာတခြားသူကပွဲလုံးမီသူ့ပြိုင်နေဆိုသူကဒုက္ခပြရလောက်တာတဲ့တကင်းကြီးကောင်းလျှော်တဲ့နေမှာဘယ်သူမှချင်းနေမြတဲ့ကောင်းမလျှော်ရဘူးတဲ့ဖို့တော်ကတောင်မြေမှာကောင်းလျှော်နေကြတာတကင်းကြီးကသူလျှော်တဲ့နေအပြိုင်လျှော်ရပါမလားဆိုချလိုက်တာ တောင်မြင်မကောင်းရွှေရင်တန်လန်တုံယုံသိနေကြတာတွေ့ရတယ်။အဲသူမပြန်တော့လဲတေပောင်းချလား။ဖောင်ပြက်ပြီးတေလုံးနေမျောကုန်တော့ကိုကြီးရေလောက်ပါအောင်တလိုက်တော့တေလုံးနေမျောနေရတာနေအလုံးပြန်ပြီးစုလာတယ်။အဲ့ဒါနန်းကြီးရွာစိတ်ကမှဖြစ်ခဲ့တာပဲ။ဘာသခင်ကြီးကတိခတ်တဲနန်းကိုစောက်ပြီးတဲ့နေရာကိုနန်းဥရွာလို့ခေါ်တာပဲ။တေပောင်းသမားတွေကအကိုကြီးရေထမင်းစားတယ်လို့ဟောရင်။အုတ်ကလေးတွေရောက်လာတယ်ဟင်းမကောင်းပါဘူးကိုကြီးရလို့ဟောပြန်။ ချက်ကြောကြီးတွေဆွဲဆွဲလာတယ်လှူကြလှူကြတက်ပြောင်းနှမ်းဆောက်ကိုလှူကြအလွန်ကျေလောင်တဲ့အတန်ချက်ဆက်ကအဲ့လိုမဖြစ်လောက်အောင် ရှိနေတော့အလူခံဌာနရဲ့ဒီအတန်ကိုနားထောင်ရင်ပခန်းနံပွဲကရွှေပွဲလာတွေကိုတိမ့်သွင်းနေပုံကိုတဝါဒီကြနေရနားထောင်နေရတာပေါ့အလွန်ပြင်းမဲ့နေပြီမို့အကျပကလည်းဘဲချင်းအိပ်ပြောသွားတယ်မသိပါဘူးဒီလူကံပုတ်ကိုလည်းဘဲချင်းပွဲသိမ့်သွားတယ်မသိလိုက်ဘူးဂျားတော့ဂျာကြီးပဲ နာကိုဥလို့ပူလို့သူ့ဘွဲသိမ့်လို့ကိုအိတ်ပြောတဲ့လက္ခဏာပဲအဲ့လိုမှအေးဝရမတင်သေးခင်မနဲ့မလင်းခင်မနဲ့ငါးနာရီတို့ဒီအတန်ချက်ဆက်အတန်ကိုစကြားရပြန်လို့နိုးရဗျာမာယောဒီတခါတော့ပိသသက်ကိုပထမစာရွတ်တဲ့ပိဆုံးတော့ဒါနနဲ့ပတ်သက်တဲ့ပါဠိရေးပါဠိနဲ့ဘုရားကဘလို့ဟောတယ်ဆိုတာလေးဟောပြောဗျာမာယောဟောပြီးတော့တခါဘသူကဘလောက်ဆက်တယ်ဆိုတဲ့ဇင်းနဲ့မအပါစပါဆိုတဲ့ တောင်းဆိုချက်ဒီညကလိုချဲကြီးမာတကယ်ကိုချဲကြီးဂျင်ညာနေပြန်ရောအဲဘိုးဆိုတာကကိုကြီးကျော်ရဲ့နန်းကြီးပေါ်ကအတန်ချက်ဆက်တခုပြိုင်ပြီးတော့အဲ့ဒီဘက်ကလည်းတချင်းနေဖွင့်ထားတယ်တချင်းနဲ့ပြင်းနေတပြိုင်နေဖွင့်ထားတာကျမတို့အဖွဲ့ရဲ့အစီအစဉ်ကမနှက်စောစောလေးကျုံမောင်မောင်ရဲ့နှံ့နှံ့သွားဖို့ညကလေးကလက်သုံးစီးငှားထားတယ်စောကြီးလာခဲ့ဖို့လက်ဒီမထားတယ်ဒါကြောင့်လက်ဒီရကနိုင်သူတော့ရောက်လာကြပါလိမ့်ရော ဟဲထကြလဲ့နေရောက်နေပြီနေမပူအောင်စောစောသွားကြမယ်နဲ့ထကြထကြနဲ့အားလုံးနှုတ်ပါတယ်ညနာသင်ပြီးရင်လက်စားဖို့တာဘူးကရှိသေးတယ်မဟုတ်လားပွဲစည်းထဲမှာမုံမောင်းတဲ့ကြော်တဲ့တရားပြည့်လို့ဒါကြောင့်အကျော်နဲ့မုံပေါင်းနေစားပြီးအားလုံးလှည့်ပေါ်ရောက်တဲ့အချိန်မနက်9:00နာရီအဲ့ဒီကပေါင်းမမပါတော့မြက်ဥထုပ်တွေထိရင်ယူခဲ့တယ်လေးကျုံမမောင်ရဲ့နှက်ကုန်းက၁၀တက်ရာမှရှိတာတဲ့ပခန်းမင်းရဲ့နှက်ကုန်းရှိရာထတော်နဲ့ဆို၄-၅မိုင်မကဝေးတဲ့ပုံပဲမနေ့က၇နာရီ၂၀ကလှဲ့နေထွက်တာ 9နာရီခွဲမှဆယ်တဲ့ရနိုင်ကွန်ရောက်တယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။စမတူတက်ပါ။မိမရဲ့စာရိတ်ဖတ်တာအရသာတစ်မျိုးရှိတယ်။ဒီစာပြပုတ်ဖတ်ပြီးသွားရင်မပြီးနိုင်ထက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 ်ပြီးဖတ်ချင်တယ်။ ဆက်ကြောင်းနေဖက်ရတဲ့ဆိုင်ဒီဟာလေးဖက်ရတာပို့ပြီးတော့စိတ်ထဲမှာပဝင်ကြရတယ်ပေါ့နော်။ဒါနဲ့လည်းဆက်ကြောင်းနေလည်းညကြရတယ်ပြင်ပါမယ်ပေါ့။မတင်စားမအောင်မနေစီဆရာဆရာတော်ဖန်ကားမြေလင်းရောက်ပြမဂျိုမီမနုဝေစင်မစနေလေးမလင်းလင်းအာရဲ့အလင်းလင်းမမနုနုဥဒရာမွေကိုတန်နိုင်ဝေမနင်းစီ သူရာချာချာလဲနေရကောင်းနေမလင်းလင်းမမရနာမမြတန်တာမကိုတို့လုံးမတို့လုံးဖြစ်တော့မမမဟိတ်မမမောကိုချလူမိုက်မမထွေးမမနော်နော်မတင်စားမမလာပါနော်ပြေးလေးစော်ဤမူပါနော်ကျမဝေးရီမမရနာမမမဂျိမ်းစ်မနုဝေစင်မစနေလေးဂျိုမီဘဂျိုမီမနေစီမရွှေစင်ချီဘမမစားစားမမမမမခေတရီ มาไกลสาใครเนี่ย จังมาละมือบาพยาแม่เดือดตาเลยจะพาเลยเวน WS เมย์ก็จะรู้ไหมกูเปล่าอูเวนอุตตังเมยกูตตังเมยมาแต่เอช HD ปฏิสามองตัวสีไม่เห็น่ะไม่เห็นไปสีเลยเพื่อพอสวยสวยอัพสวยสวยอีกแล้ว ဟုတ်တယ်အမေမနောက်ထပ်ပြန်လို့ရရင်ပြန်လို့ရရင်အဲ့ဒါသူကနောက်ပြီးကြပါမယ်နောက်နေ့ကြပါရော်ရီထပ်ပြီးနှုတ်ဆက်တော့မယ်နဲ့မယ်အများကြီးအားလုံးပဲတတပါ